တနိနာသမီးများအနေနဲ့ဒီ၃လပိုင်းမှာပေါ့မိမိတို့ရဲ့လုံတဲ့မြကိစ္စမများအားလုံးအစီအမြင်ချုံးမွေခြင်းကိုကြုံရဖို့ရှိပါတယ်။ဒီလာထဲမှာပေါ့နော်အသစ်အသစ်သောလုပ်ငန်းတွေစဖို့မသိမ့်တော့ပါဘူး။မူလရှိပြီးသားလုပ်ငန်းတွေပို့ပြီးတိုးပို့ပြီးတိုးတက်အောင်ပို့ပြီးအောင်မြင်အောင်ပို့ပြီးအစီအမြင်အောင်လုပ်ဖို့ဒီလမှာအထူးကအကောင်းဆုံးလို့ပြောလို့ရပါတယ်။ဒေါက်တာနာဒီလမှာလည်းဗာဖြစ်လဲဆိုတော့အသစ်အသစ်တွေမလုံးနဲ့အရှုပ်အရှုပ်တွေမလုံးနဲ့ ကိုနဲ့မပတ်သက်တဲ့ဟာကိုနဲ့မဆိုင်တဲ့ဟာတွေဝင်ပါပဲနေမယ်ဆိုဒီလသည်လောကအေဂျင့်နဲ့ P4 ဖြစ်တဲ့လလို့ပြောလို့ရတယ်။နောက်ပြီးတော့ကိုကကိုနဲ့မပတ်သက်တဲ့ကိစ္စတွေနော်လူဆန်းကားလောက်တာမျိုးတွေလူတက်ကြီးလောက်တာမျိုးတွေဆိုရင်နော်ဒီလမှာလူမုန်းခံမယ်လို့ပြောခံမယ်။အကောင်းဆုံးကတော့ကိုကကိုလုံးစရာရှိရာလေးကိုတိုးတိုးတိတ်လေးလုံးလုံးစရာရှိရာကိုလုံးပြီး AC လေးပဲနေအာဒီလလောက AC ပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကသူများနဲ့ပတ်ပြီးပတ်သက်မိမယ်စကားရှုံ့မိမယ်ဆိုဒီလဒီလောကလောကဒုက္ခရောက်မယ်လာတဲ့မှာပါပါတယ်အဲကြောင့်မို့ဒီလမှာ တိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးတော့လုံးစရာရှိရာတွေကို AC လုံချင်းရသတင်းထားတာတပိများတာအကောင်းဆုံးလားလို့ကျွန်တော်နေပြောချင်တယ်ငါတို့ကကြတော့ပါလဲဆိုတော့ဒီလမှာပေါ့နော်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူတွေရှိရဲဆိုဒီလမှာပညာရေးနဲ့ပတ်သက်ပြီးတော့အထွတ်ထိပ်ရောက်တယ်အဲ့တော့ပညာအသစ်တွေရှာခြင်းရှာလို့ရတယ်လုံငန်းအသစ်တွေဒါမလုပ်တင်တာပညာအသစ်တွေရှာတာမျိုးအတွေ့အကြုံအသစ်တွေရှာတာမျိုးနော်ဒီကိုသိကျင်းတဲ့ဟာတွေအသစ်အသစ်တွေလုံယူတာမျိုးဒီလမှာလုံအောင်လုံအောင်လုပ်တင်ပါတယ်နော် ပြက်နာပဲမရှာတင်တာဗျာအလုံးတင်နေပဲမလုံးတင်တာဗျာပညာသစ်တွေရှာလို့ကောင်းတဲ့အလားတွေမှာဒီလားတွေမှာပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ပါလေဆိုတော့ကျွန်တော်တို့ဒီတလင်းနာသာသမီများအနေနဲ့ဒီလားတွေမှာပေါ့မင်းတို့လုံနေကင်နေတဲ့ကိစ္စမှန်မြန်အားလုံးပါလေဒီဇုံတူဦးတယောက်ရဲ့အကူအညီအထောက်အပံ့တွေမယူဘဲနဲ့ဟိုကိုလုံးစရာရှိတာကိုလုံးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့ဘာလို့လဲဆိုတော့ဟိုရှင်ကြီးကြားထက်ကြားကြိုက်လို့ရှင်ကြီးကိုရေပေါ့နော်ရှင်ကြီးကြားထက်ဆိုတဲ့အဖြစ်ပြက်မျိုးဒီလမှာ င်းသာသာရှင်းတာနေနဲ့ကြုံတက်လာဖို့ရှိပါတယ်မမီကတော့ဟိုမမီရဲ့လိုအပ်တဲ့ကိစ္စမဲ့ကိစ္စတွေကိုကူညီဖို့ဆိုပြီးတော့မှအကူအညီတောင်းနေအကူအညီတောင်းရတဲ့သူကဟိုကိုကိုဟိုလှုပ်လိုက်တဲ့ကိစ္စတွေကကိုယ့်ရဲ့ကိစ္စတွေကိုပိုပြီးပြက်နာ များွားပြီးတော့မီးပို တောက်လောက်လာမဲ့ဇန်နူရီဖြစ်တတ်တယ်အဲ့တော့အကောင်းဆုံးပြောချက်ကတော့ဒီလမှာ AC လေးပဲလုံးစရာရှိရလေးလုံးသွားစရာရှိရလေးသွားစားစရာရှိရလေးစားပြောပါလိမ့်မယ်နေဟိုလူလဲစကားတော့ပြောနေဟိုပြောချက်က အပေါ်တွေအရှုပ်တွေမလုံးနဲ့ဗျာအကောင်းဆုံးပဲဟိုဘာမှလောက်တာအကောင်းဆုံးပဲငကိုလရင်တို့ရှိနေတဲ့ကိစ္စတွေကိုပဲလောက်ပြီးရကဟာအတင့်တော်ဆုံးတို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်နောက်ပြီးတော့အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဒီလာမှာပေါ့နော်ဒီအေးစိတ်အေးဆက်တဲ့အခြေရေးမျိုးအေးဆက်တဲ့အနေထားမျိုးကြုံတွေ့ရဖို့ရှိပါတယ်မိမိရဲ့ချစ်သူနဲ့မိမိနဲ့ရံဖြစ်တာလည်းမဟုတ်ပဲနဲ့အလိုပေါ့နော်အလိုတရားအေးဆက်သွားတဲ့အခြေအနေမျိုး ကျော်ရတယ်ပါတယ်အဓိကတော့ပါလဲမိမိရဲ့ချစ်တဲ့သူတွေမိမိရဲ့ခင်တဲ့သူတွေမိမိရဲ့ဒီနော်ဒီကျွန်တော်တို့အင်တောင်ပတ်တွေကိုအဲ့လိုအေးကြမ်းကြမ်းပေါ့နော်သူတို့အချိန်မပေးတဲ့အရာတွေကြောင့်ဒီလက်မှာပို့ပြီးတိတ်ဆိတ်အေးကြမ်းရတယ်ပါတယ်အဲ့တော့ဒီလက်မှာပေါ့နော်ကျွန်တော်အကောင်းဆုံးကြံပေးလို့တာကတော့မိမိရဲ့ချစ်တဲ့သူတွေအတွက်မိမိရဲ့ချစ်သူအတွက်အချိန်လေးအခုပေးလိုက်ပါသူနဲ့တရတာတရတာကာလာမှာကောင်းမွန်စွာဖြင့်ဖြတ်တန်းလိုက်ခြင်းဖြင့်ဒီလက်မှာအစီအမံချောမိတာပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ ီလာကိုအချင်းချင်းနဲ့တိတ်ဆိတ်လာမှုကိုအကြောင်းပြုပြီးတော့မှပြတ်တောက်ခြင်း၊ကွဲကွာခြင်းပေါ့နော်ဖြစ်တတ်ပါတယ်။အဲ့ဒါပတ်သက်ပြီးချက်ပြောခြင်းပါတယ်ပေါ့နော်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောစရာရှိတာကကျွန်တော်ကျမ်းမာရေးကကျွန်တော်ဒီလာမှာဒီတတိယသတိများအနေနဲ့ပေါ့နော်ခနာကိုအောက်ပိုင်းနေနာကျင်တာမျိုးတွေထိခိုက်တာမျိုးတွေနောက်အကျောတွေဒီညိတာမျိုးတွေအကျောတွေလုံးမိတာမျိုးတွေပေါ့နော်အကျောတွေလွဲတာမျိုးတွေဖြစ်တတ်တယ်။ အကြောင်းလိုဒီလမှာအကောင်းဆုံးကြံပေးရတာကြတော့ကျွန်တော်တို့ဒီအကျောတွေကိုသတိထားပါနောက်ပြီးတော့ရာသီဥတုအပြောင်းလဲကြောင်းဖြစ်တဲ့ယောဂါတွေကိုသတိထားပြီးဘာလို့ကျွန်တော်နေနေပြောချင်နေပေါ့နော်ဒီလမှာပေါ့နော်မွေးကြီးကစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီလဒီမွေးကြီးဒီမွေးကြီးဟိုကောင်းတယ်အဆင်ပြေတယ်လို့ပြောချင်တယ်တည်ငြိမ်တဲ့မွေးကြီးရှိတယ်ပေါ့ကိုကသာသွားပြီးအများကိစ္စတွေမျက်တနာတွေကိုသွားမလျှော့ရင်တော့ဘာဖြစ်နိုင်မှာမတတ်ဘူးဘာမွေးကြီးဆုံးဖြတ်မှုမှမရှိဘူး အဲ့တော့ဒီလမှာတနိုင်လောက်ပေါ့နော်မူကြီးဆုံးချုပ်မှုရှိအောင်ဒီတက်ရင်တော့လာသည်လုံးဝလုံးဝအကြီးအကျိုးမြတ်တွေဟိုနော်ဟိုကြီးပွားမှုတွေတိုးတက်မှုတွေဒီလမှာအလုံးမင်းညလာဖို့ရှိပါတယ်ဒါလေးကိုပတ်သက်ပြီးပြောချင်ပါတယ်နောက်ပြီးတဲ့အခါကျတော့တတိယသမီးများအနေနဲ့ပေါ့နော်တလားဆောင်ကာလာပေါ့နော်ဒီတလားလမှာကံကောင်းစီဖို့အထူးရတာလေးကိုပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီဘုရားအကြောင်းကံဒီမှာပေါ့ ော်ကျွန်တော်တို့စင်ဟိုဟာတွေကျွန်တော်ရှင်သိကျစ်သိနှစ်ကောင်ရှိရဗျာအဲ့ဒီကျစ်သိနှစ်ကောင်ရဲ့ရှေ့မှာအချိုရီတလုံးပေါ့နော်သွားကပ်ပြီးတော့မှဒီအချိုရီကပ်ပေးပါနော်အသီးတွေကပ်ပေးပါနော်ဒီကပ်ပေးပြီးတော့ကိုယ့်ရဲ့အခက်ခဲတွေကိုဆူတောင်းပေးပါပြီးရခါကျအဲ့လိုသွားကပ်ပြီးဆိုတာ ਨੇ ပြန်လာတဲ့လမ်းမှာပေါ့တွေ့တဲ့ဒီဆူတောင်းစားပေါ့နော်တတောင်းစားတွေကိုဟိုပတ်စံတွေဝေပေးတာမျိုးလှူပေးတာမျိုးလမ်းမှာအလှူခံပုံပုံတွေတွေ့ရင်တွေ့တဲ့ဟာတွေလှူပေးတာမျိုးလုပ်ပေးပါ မကြမကြလုပ်ပေးပါကန်ဆိုးတွေရှိလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့ကန်ဆိုးမှုတွေချုပ်ထွေးမှုတွေတတ်တာပျောက်ကင်းသွားပါလိမ့်မယ်အားလုံးပဲအဆင်ပြေချုံးမကြပါစေတဲ့